United နဲ့ရှင်အရှုံးတော်ပုံနဲ့ပတ်သက်လို့ဘာတွေဖြစ်တယ်လဲဆိုတာကိုပြောပြလာခဲ့တဲ့ဖီဂျုံဘိုင်းဒရာလိုင်းကမြောင်ကနားဆောင်ကတရင်းဒီတရင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ Game Time Glory ကနေပြန်လည်ကြိုလိုက်ပါရင် United နောက်ခံလူအောင်ဖီဂျုံရဲ့မကြာသေးခင်ကထုတ်ပေါ်ပြောဆိုချက်တရား United နေပြရူမင်အမိုရင်ရဲ့လက်ရှိအခြေအနေနဲ့အသင်းရဲ့အနာဂတ်အလားအလာတွေကိုရောင်ပြန်ဟန့်စေပါရင်ကျောင်းရဲ့စကားရီအောင်အမော်ရဲ့ဥဆောင်မှုအောင်ပါ United ရဲ့ပြည်လဲထူထောင်ရေးကာလနိပြတူရဲ့အချိန်လိုအပ်ချက်နဲ့ရလဲရဲ့ရေးပါမှုကိုအလေးပေးဖော်ပြထားပါရင် ဖေးကျော်ရဲ့မန်နေဂျာဒါမှမဟုတ်နီးပြားတယောက်အလုပ်ပြုတာကိုမြင်ချင်လားကျွန်တော်မမြင်ချင်ပါဘူးဆိုရဲစကားဟာနီးပြားတို့ရဲ့အလုပ်ဖီအားနဲ့အတင်းတင်းရဲ့အပြန်လဲထူထောင်ဖို့အချိန်လိုအပ်ဖို့ကိုအလေးပေးဖော်ပြပါရီကျောင်းကနီးပြားဟာအတင်းကစားမအစုပွဲကိုစူးစီးဖို့အတွက်အချိန်လို အပ်ပါတယ်လို့ပြောခဲ့တာဟာ MRI အလေးရှိအခြေအနေကိုထင်ရှားစေပါရီဒီနေ့တာဆာလက်ဖာဂူဆန်နောက်ပိုင်း2013ခုနှစ် မှာနေပြအပြောင်းလဲနေကစားမဖွဲ့စည်းမှုပြဿနာတွေနဲ့မဟာဗျူဟာပိုင်းအားနည်းချက်တွေကိုရင်ဆိုင်ကြရပါတယ်။ MRI အနေနဲ့သူ့ရဲ့33ဖွဲ့စည်းမှုနဲ့ဖျားပေးတဲ့ကစားပုံကိုအတင်းမှာထည့်သွင်းဖို့အချိန်လိုအပ်နေပါတယ်။ဒါကစားမတွေရဲ့စီးလုံးမှုနေပြအပိုင်းနားလည်မှုနဲ့စိတ်နှပိုင်းဆိုင်ရာပြင်ဆင်မှုတွေကိုတည်ဆောက်ဖို့လိုအပ်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ကျောင်းရဲ့စကားထဲမှာ MRI အောင်မြင်မှုကိုမြင်လို့တဲ့ဆန္ဒကိုဖော်ပြထားပါတယ်။သူကဒီဟာဒီကောင်မအသိအတွက်တကယ်ကောင်းအောင်တခုခုလုပ်ပြပြီးဆိုဗလာတခုခုစုကူးနိုင်တာမြင်ရရင်တကယ်ကောင်းပါပဲလို့ပြောခဲ့တာဟာ United Breakthrough ရဲ့မျှော်လင့်ချက်ကိုထည့်ရစီပါတယ်။ဒါ MRI ရဲ့ဥဆောင်မှုအောက်မှာအသိကို အောင်မြင်မှုစီဥတည်သွားစေလိုတဲ့ဆရာထက်တန်မှုတစ်ခုဖြစ်ပါတယ်။နောက်ပြီးဂျုံရင်ဒါဟာရလနဲ့လောက်ကိုင်းနေရလို့နေရပါ။ရလကောင်းနေမရဘူးဆိုရင်မင်းရဲ့စာလုံးတန်ဘလောက်ပဲကြာရှည်ကြီးရှိနေပါစေ။ဂိူးဆိုင်နေမှာမဟုတ်ဘူးဆိုတဲ့စကားဟာဘောလုံးကရဲ့လက်တွေ့ဆန်တဲ့သဘောတဝါကိုဖော်ပြပါရတယ်။ဘောလုံးကမှနိပြတို့ရဲ့အောင်မြင်မှုကိုတိုင်းတာတဲ့အဓိကအချက်ကရလပါမယ်။ ဒါနဲ့လည်းအင်အားကြီးတင်းတင်းမှာနိဗျာကျိုးအနေနဲ့တသမတ်တင်းစွမ်းဆောင်ရည်ကောင်းမှုနဲ့ဆိုလာရီရောက်နိုင်မှုတွေဖြစ်ရရှိပါရင် MRI အနေနဲ့ United ပြည်သက်တွေရဲ့မျောလင်းချက်မြင်မှာမှုအကင်းရဲ့သမိုင်းကြောင်းခံနာမှုနဲ့ပြန်မဲ့တွေဖြစ်တဲ့လဘဘူးမန်စီးတို့ရဲ့အောင်မြင်မှုတွေကိုရင်ဆိုင်ရမှာပါ။ဂျွန်ရဲ့စကားဟာ မော်ရီအနေနဲ့ရလည်းကောင်းနေထုတ်ပေးနိုင်မလို့အပ်တယ်ဆိုတာကိုအလေးပေးဖော်ပြထားတာဖြစ်ပါတယ်။ကျောင်းကစာချုပ်တရံ10နှစ်၊2နှစ်၊5နှစ်ဘလောက်ကြာကြာရှိနေပါစေ။ရလည်းတွေကိုကြည်ပြီးမေးခွန်းထုတ်ဆရာရှိလာမှာပါလို့ပြောခဲ့တာဟာ United လိုအသင်းမှာနီးပြတူရဲ့အလောက်အကိုင်းတည်ငြိမ်မှုနဲ့ရလည်းပေါ်မှာမူတည်တယ်ဆိုတာထင်ရှားစေပါတယ်။ United ရဲ့တမိုင်းကျောင်းမှာနီးပြတွေဖြစ်တဲ့ Morris, Dwight van Haar နဲ့ Ole Gunnar Solskjaer တို့ဟာရလည်းမကောင်းမှုမူတွေကြောင့်အလုပ်ပြုတ်ခဲ့ရတယ်တွေ့ရပါတယ်။ဒါကြောင့် MOR အနေနဲ့ရေလိုအသင်းမှာရလည်းကောင်းနေထုတ်ပေးနိုင်မှုဖြစ်ရရှိပါတယ်။ ကျောင်းကမျော်လင့်ထားလို့ပဲစာဂျီရက်ကလစ်ကထွက်လာပြီးသူ့ကိုထောက်ခံပေးတာကိုကျွန်တော်သဘောကျပါတယ်လို့ပြောခဲ့တာဟာ United ပိုင်ရှင်တဲ့စာဂျီရက်ကလစ်ရဲ့ MRN ဘောယုံကြည်မှုကိုဖော်ပြပါတယ်။စာဂျီရက်ကလစ်ဟာ United ပိုင်ရှင်ပြင်2024မှာဝင်ရောက်ခဲ့ပြီးအသင်းရဲ့ပြောင်းလဲထူထောင်ရေးအတွက်ရည်ရှိမှအပြုအမူတွေကိုချမှတ်နေပါတယ်။သူ့ရဲ့ MRN ကိုခန့်အပ်မှုဟာရည်ရှိအောင်မြင်မှုကိုယိမ်းမှန်းထားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးကျောင်းကဒီထောက်ခံမှုကိုသဘောကျတယ်လို့ဖော်ပြခဲ့ပါတယ်။ရက်ကလစ်ရဲ့ထောက်ခံမှုဟာ MRN အနေနဲ့အသင်းကိုပြောင်းလဲတည်ဆောက်ဖို့အချိန်နဲ့အခွင့်အရေးပေးနိုင်မှာပါ။ Amoria Borgia Sporting CB မှာအောင်မြင်မှုတွေရရှိခဲ့တဲ့နေပြတူဖြစ်ပြီးသူရဲ့33ဖွဲ့စည်းမှုနဲ့ဖိအားပေးတဲ့ကစားပွဲကို United မှာအကောင့်ထဲပေါ်ဖို့ကြိုးစားနေပါတယ်။လူငယ်ကစားမတွေနဲ့အလားအလာရှိသူတွေနဲ့ Amoria ရဲ့နေပြပါပိုင်းချင်းကပ်မှုဟာ United ကိုပြန်လည်ဖြည့်တင်းပေးနိုင်မှာပါ။ကြောင်းရင်စင်မလာတစ်ခုခုစုကုန်းနိုင်တာကိုမြင်ရရင်တကယ်ကောင်းပါပဲဆိုတဲ့စကားဟာ Amoria ရဲ့ဦးဆောင်မှုအောက်မှာပရိသတ်တွေက United အောင်မြင်မှုကိုမျှော်လင့်နေတဲ့သဘောထားကိုဖော်ပြပါတယ်။အမော်ရီယာခီးနန်ဟာ United ရဲ့ခန်းနာတဲ့တမိုင်းချောင်းကိုပြန်လဲအသက်သွင်းနိုင်မယ့်ခွေးတစ်ခုဖြစ်လာမလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။ sorry ကြည့်စုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ